ဟောင်းလေးခုခုနကခုနကရုပ်ကသူ့အိမ်ပေါ်မှာဟုတ်တယ်မလားတကယ်တော့ဖိုးတူတို့အိမ်ကနေနုံတို့ရဲ့အိမ်ကိုမြင်နေရတာပါဟမ်ဘာကြီးဟာခုနကရုပ်လေးဘရင်းပေါက်မှာငုတ်တုတ်ထိုင်နေတာကနေလဲကျသွားတဲ့အရုပ်လေးအေးသိရင်လေးဘာဖြစ်လဲအဲ့ရုပ်အပေါ်မှာလေခုနကငါတို့ဆင်းလာတဲ့တရားရှိသေးဘာဖြစ်လို့လဲတော်ပေါ်ရဲ့ဟာမဟုတ်ဘူးငါငါဆင်းလာတော့အဲ့ဒီရုပ်ကဟိုသူ့ သူ့လက်ထဲကိုရောက်နေတယ်။နုံနုံလက်ထဲမှာတညမှာတော့ပိုတူတရားအခန်းထဲမှာစာဖတ်နေတော့သူ့ဝင်ရဲ့ကောင်းမိုးပေါ်ကနေခိုရင်းကြီးနေတဲ့တန်ကိုကြားရတော့လေ။ဟာဒီကိုရီးကလေညင်းနေလိုက်တော့မပြီးတော့စာဖတ်နေပါလေဆိုမှဒါနဲ့ပဲလေ။အယံကပြက်မြန်သွားပြီ။ကိုရီးကတော့အောက်မှာပါပြက်နေလေဆိုတာမသိပဲ။ သူတို့သဘာဝအတိုင်းညင်းနေကြတယ်အဲအားကြောင့်ပြောတာနေမှာဘေးနားမှာနမူနစာလာလောက်တဲ့လူတွေကိုလေခုံကြီးတန်နေတူတယ်ဆိုတာတကယ်လင်းမှန်တာပဲနားအောင်မခံနိုင်ဘူးတယောက်ချင်းပွားစီပွားစီပြောနေရင်လည်းနောက်ဆုံးမှာတော့စုံးမဲ့ချက်တခုချလိုက်တယ်မဖြစ်တော့မနှက်ပြန်ကြရင်ခေါမိုးပေါ်ကိုတန်ရှင်းလုပ်ပြရညစ်ပက်တဲ့ခေါမိုးဆိုခိုရင်လာတတ်တယ်ခုမလောင်တန်ရှင်းလုပ်ရမယ်ဒါနဲ့ချက်ချင်းဆိုသလိုပဲဂရုတွေကနေ ငပိန်တို့စီကိုကောင်းကောင်းလိုက်တယ်။အေးဖို့သူပြော။ဘာကိစ္စလဲ။မင်းတို့ကိုမနှက်ပြန်အားကြလား။ငါအိမ်ကောင်မိုးဘောကိုတန်ရှင်းလှုပ်ကျင်လို့ကွာ။ဘာလို့လဲ။ခိုးရလာပြီးညင်းနေကြလို့ကွာ။အရင်ငါမနှက်ပြန်တန်ရှင်းလို့မအောင်လာကူကြမအောင်။အဲ့ဒါပြောမလို့ဖုန်းဆက်လိုက်တာ။အေးပါ။ငါအားရေ။ခုနှစ်ယောက်တာမင်းလိုက်တော့ဘာမှလည်းဝန်မပြောကြဘူး။အိပ်ပျော်နေရခြင်းနဲ့။ဒီတော့မှမိဝါးရေးတန်ထွက်လာရင်ရှိရဲ့။နားထောင်နေရ။ငါလည်းရှိတယ်မုံစားနေလို့ ထောင်မရှိမှာမလားငါခေါ်လာခဲ့မယ်ဒါပဲနော်အဲ့လိုပြောပြီးဖုန်းကိုကွက်ခနဲ့ချသွားတာဆိုတော့ဖိုးသူကဟာဟင်ဘောင်းခေါ်လာမှလေဟိုဒီကောင်ကဘာတွေပြောသွားလဲမသိဘူးလေကွာအဲ့ဒီကောင်အကြောင်းလည်းမင်းသိသားပဲကဲပါဒါဖြစ်ရင်မနေ့ပြန်มาစုံတာပေါ့ဒါပဲနော်ဖိုးသူဒီလိုနဲ့အားလုံးကိုစီဖုန်းချသွားကြတယ်ဖိုးသူလည်းစာဖက်မရရနဲ့တူတူအဲ့ဒါပဲကောင်းနေဆိုပြီးအိမ်ရောက်ဝင်လိုက် ဒီလိုနဲ့နောက်ရက်မှာတော့အင်ကောင်မို့တန်ရှင်းရင်လို့ဖို့အတွက်လိုအပ်တဲ့လှေကားတွေတပြက်စီးရင်နေတူငပိန်တို့လောင်စောင့်နေရော်ဒီအရင်ဆုံးတော့တပြက်စီးချမ်းနဲ့တည့်ရွက်တွေအမိုက်တွေကိုလှည့်ချမှာပဲနောက်မှတပြက်စီးနှုတ်ကိုပြန်သုံးပြီးတော့တေချာရှင်းလင်းရမယ်အဲ့လိုတယောက်တည်းတွက်ချက်နေခဲ့ပြီးတော်တော်ကြာနေသည့်ငပိန်တို့လည်းရောက်မလာနိုင်အဲ့လီသူတို့ကကုမဲ့သူတွေပဲဟာအချိန်ပဲတိကြပါမယ်ငါအရှင်ဆိုတော့ ငါငါပဲအရင်ဆုံးတက်ရှင်းလိုက်တော့မယ်အဲ့လိုနဲ့ခေါင်းလေကောင်မနိုင်တန်နိုင်နဲ့ထောင်လိုက်ပြီးတော့အင်ကောင်မိုးပေါ်ကိုတက်ဖို့လုပ်တယ်အဲ့ဒီအချိန်မှာပဲငပိန်နဲ့မိဝိုင်းရောက်လာပြီးတော့ငပိန်ကဟာဟင်မင်းကငါတို့တော့မစောင့်တော့လေတယောက်တက်လို့မလို့လားအေးမင်းတို့ကြောင်းမယ်တင်လို့လေဒါနဲ့တော့ပုံးမလာသေးဘူးလားဟမ်ဒီမှာမရှိဘူးလားဟမ်ငါတို့သူ့အိမ်ဝင်ခေါ်တော့မင်းစီထွက်သွားရဲ့လို့ပြောတာနဲ့ ငါတို့ကနောက်ကျနေပြီအောင်ထင်တာဟာဟုတ်လားရောက်မလာသေးဘူးကွအဲ့လိုပြောနေကြတော့တော်ဘုံကလူတယောက်နဲ့တူဖို့တူအိမ်တဲကိုဝင်လာတယ်မိဝိုင်းကတောင်းမြင်တော့ဘသူကြီးကိုခေါ်လာလေဟဖို့တူနင်လူခေါ်ခိုင်းတာလားဟာမခေါ်ခိုင်းပါဘူးလူခေါ်မတော့နင်တို့ကိုခေါ်နေပါမလားအဲ့လိုပြောနေတော့ဝင်လာတဲ့တော်ဘုံကလာလာစရာသူ့ဘေးပြခေါမိုးရှေးကျင်လို့တဲ့ဒီကောင်မိုးက သူအမျက်တနုံနဲ့မရှိမဲထားတာအတော်ကြပြီဗျဘလောက်လောက်ရမလဲဇာအင်းဒီအောင်တော့ဆိုရင်တော့ဟိုကျုပ်တသိန်းခွဲလောက်တော့ပေးနိုင်နေဗျဟိုဒါမဲ့ဒါတိစားမရှိကြည်ရသေးဘူးနော်မြန်မန်းနေပြောပြတာရင်ဒီလိုနေဖိုးထုကိုကြည့်ပြီးဈေးစကားတွေပြောနေကြတာဆိုတော့ငပိန်ကဟဲ့အောင်တော့ဘင်းအဲ့ဒါဘာလုပ်နေရလဲဩမင်းကလေဖိုးထုကခေါမိုးရှင်းမလို့ဆိုတော့ငါဒီမှာဇပင်ညက်စရာခေါ်လာလေကွာ ဟိုတကားလေးညက်ပြီးတော့ရောင်းလိုက်လို့လည်းရတယ်။ဟိုနှမျောတော့နှမျောစရာကြီးပေါ့ကွာ။ဟိုတိုင်းမဲ့လေစပင်းဆိုတာပြန်ပေါက်ပါလေကွာ။ဖိုးထူးလေးကြောင်သွားတယ်။ဟမ်။ဟိုမင်းကငါဘယ်တော့မှစပင်းညက်မယ်ပြောလိုက်လို့လေ။ဟမ်။မညက်ဘူးလား။ဟိုမင်းမဲမနေ့ကပြောတော့ခေါင်းမရှိမလို့ဆို။တော်ပေါ်အဲ့လိုပြောလိုက်တော့ဖိုးထူးလေးသူ့မျက်နှာကိုသူရိုက်လိုက်မိတော့တယ်။ရှင်ကျင်းနဲ့တုပ်ဖို့ရေခေါမိုးကိုဆိုတာဟော်ဒီငါရင်ရဲ့ခေါမိုးကိုပြောတာငါရင်စမီကိုပြောတာမဟုတ်ဘူး တကယ်ပါပဲနေနေတော့နဇုံနှပြားကြပြီးတော့လीဘာရီရှောက်လို့လာလဲမသိဘူးတရုံးတယ်လို့ပြောနေကြတာဆိုတော့စပင်ညက်စရာကဟာကလေးနေဟိုဒီတော့ကျုပ်ကဘာလုပ်ရမှာလဲစပင်ကမညက်ရတော့ဘူးလားဟုတ်တယ်ဆရာရင် အာရဏာပါတယ်ညက်မဲ့လူပါမရှိဘူးတဲ့ကျွန်တော်ပြန်လိုက်ဖို့ပြင်မယ်နော်တောင်းမှန်ပါတယ်ဗျာဒီလိုနဲ့တော့ဘောတရားတောင်းတော့မှမပြောပြီး ပြန်လိုက်ဖို့လိုက်ရတယ် ပိုတူတို့တွေကတော့တောင်ကြည့်ပြီးတောင်ဟာနဲ့ရင်နေခဲ့တော်ဒီဒီကောင်တုပ်ပေါ်အေးရပဲကို့အတန်နဲ့ကို့ဆူတာနေအောင်နေသေးကဲကဲရင်းမနေနဲ့တော့အပေါ်တက်ကြအောင်ဟိုမိဝိုင်းကတော့အောက်ကနေငါတို့ကိုတပြက်စီးလို့အမိုက်တောင်းလို့လှမ့်ပေးပြီးဒလုံနဲ့တေးကြမှာပြီးပိုတူနဲ့ငပိန်လုံးနှစ်ယောက်အပေါ်ကိုတက်သွားကြတယ်အပေါ်ရောက်တော့ငပိန်ကတုပ်ပေါ်တုပ်ပေါ်တကယ်ကိုရီရတယ်ကောင်ဖျောက်ငပိန် ူများအောင်ရင်းမနေနဲ့အောင်နော်။တေချာအခြေခံအောင်ထိုင်တာ။တော်ကြချေကျုံပြီးတော့အောက်ကိုပြုတ်ကြနေမသိလား။အေးပါတိုင်းသမားငပိမာကွာမင်းရလေ။မပူစမ်းမှနဲ့ဒီလောက်အမြင့်ကတော့အေးစီရင်အဲလိုပြောနေတော့တုတ်ပေါ်ကအပေါ်ကိုတက်လာတယ်။ဟိုမြွားရမင်းကလေးမို့အပေါ်မတက်တော့ဘူးလေ။အောက်ကနေပဲလိုအပ်တာရှိရင်ယူပေးမယ်တဲ့။အော်အေးအေးဟိုရရလေဒါဆိုလေ။အခုငါတို့ဆောက်လို့ရမှာကဒီပြည့်စည်တန်းနဲ့ဒီဘောအမိုက်တွေကိုနှဲ့ကြဖို့ပဲဒီတော့အဲ့ဒါရင်ဆောက်လို့ရအောင် ဒီလိုနဲ့သူတို့တွေတရားစီကြံကိုသုံးပြီးတော့အမိုက်တွေကိုနှဲချနေရတယ်။အောက်မှာရှိနေတဲ့မိဝိုင်းကသူတို့ဘဝနှဲချလာတဲ့အမိုက်တွေကိုရပြက်စီနဲ့လိုက်ကြုံနေခဲ့တယ်။ဟဲ့နင်တို့အမိုက်တွေကမကုံနိုင်သေးဘူးလား။များလိုက်တာဟုတ်ပဲ။ဟုတ်တယ်မိဝိုင်းရဲ့အင်ကောင်မိုးကဒီတိုင်းပြစ်တာကကြတော့အမိုက်ပုံဖြစ်နေရ။ခဏပါဗျာ။ငါတို့ပြီးရင်နင့်ကိုကူလဲပေးပါမယ်ဟ။အေးပြီးတော့ဟိုဒါဆိုလဲမြင်မြန်လောက်ကြရင်ဒီလိုနဲ့ မိဝိုင်းလင်းအောက်မှာဆက်လင်းနေရင်အဘွားလည်းတဲ့အမိုက်တရားသူ့ကောင်မတစ်ပါးဝနဲ့ကြလာတယ်။ဒါနဲ့စိတ်တို့သွားပြီးတော့ဟဲ့ဘသူလဲနေရလဲအဲ့ဒါအောက်လည်းကြည့်လဲဟောငါမျက်နာပေါ်အမိုက်တွေကြကုန်ပြီ။တော်ပေါ်ဟေးတော်ပေါ်ဒီကောင်လှဲနေတာဟဲ့တော်ပေါ်နင်ကလေအောက်ကြည့်လေဟာအဲ့လိုအပေါ်မဲပြီးပြောနေတော့အနောက်ကနေလူတယောက်ရောက်လာတာကိုတော့မိဝိုင်းမသိလိုက်ပါဘူးဒါနဲ့ပြောပြီးသွားတော့နောက်လေကြည့်ချိန်မှာ သူမျက်နှာနဲ့နိနိကက်ကက်မှရက်နေတဲ့နုံနုံကိုမြင်တော့လန့်သွားတယ်။အမလိဖျား။ဟာလန့်လိုက်တာနုံနုံရဲ့အတန်မပြီးပါမပြီးနဲ့ဘလို့ရမလားလေ။လန့်သွားလား။ငါကနောက်လိုက်တာ။ဟိုတားနဲ့နေတယောက်တယ်လား။ဟုတ်တယ်။အပေါ်မှာတော့ဖိုးထုတို့၃ယောက်ရှိတယ်။ဒါနဲ့နေရဒီဟိုဘာလာလောက်တာလေ။ဘာလာလောက်အောင်မလေးမြို့ကူညီကိုလာတာပေါ့။ငါမောင်လေးလည်းခေါ်လာခဲ့တယ်။ကဲပြော။ဒီရောငါကဘာလို့ပြရမလဲ။နုံနုံကပြောလေပြော။ သူ့လက်မှာခြင်ထားတဲ့အယုံရဲ့စပင်ကိုလေပုတ်တက်နေတယ်။အစမှာတော့မိဝိုင်းလေးကြောင်းသွားခဲ့ပြီမေ။နုံနုံစနေရဲ့ပဲတင်ပြီးတော့အေးဟိုတပြက်စီရတော့မရှိတော့ဘူးဟာ။အမိုက်တောင်းတော့ရှိတယ်။အခုငါကျုံထားလေးတွေကိုနင်လိုက်ောက်ပေးအောင်မေ။အော်အေးဟိုရရတယ်လေလုပ်ပေးမေ။ဟိုနင်းရောပေးသွားအောင်မေနော်။အမိုက်တွေကညက်ပတ်တယ်သိလား။တနေရာမှာတွန်းထားလိုက်ပါလား။ဟာအယုံမဟုတ်ပါဘူးမိဝိုင်းရဲ့ငါမောင်လေးပါ။ ဟိုရတယ်ငါပဲကြိုင်နားလိုက်မယ်။ तू ကလေးဘက်တော့ရွေးဆိုတော့မတက်တော့မှာကောင်းကောင်းမရက်နိုင်သေးဘူးဟာ။ဟမ်။အေးအေးအေးပါ။အဲ့ဒါဆိုလေနေ့တဘောပေါ့။အဲ့ဒီအချိန်မှာပဲခမိုးဘွားဆင်းလာတဲ့တို့ဘွားနေကားကနေအောင်ရုံတော်မယ့်အချိန်အယုတ်တပန်းနဲ့အမိုက်ကောက်နေတဲ့နုံနုံနဲ့မျက်နှာချင်းစုံမိသွားကြတယ်။ဟမ်နုံ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 ကတော့အယုတ်ကိုကိုင်းနေကိုရီတို့ဘုံနှုတ်ဆက်လိုက်ပါဦး။ ဲ့လိုပြောလိုက်တာဆိုတော့တူပေါင်းတယောက်လန့်ပြီးလေကားအတက်တွေကိုမနေတော့ဘူးနဲ့ဆင်းချရာကခြေကျော်ပြီးတော့ပြုတ်ကျသွားတော့တယ်။အောင်မလေးဗျ तू ပြောင်းကြပြီနောက်မှာတော့လေကားမှလေးကျသွားတာဆိုတော့ဝုံငနေဆိုတဲ့တန်ကြီးထွက်လာတာနဲ့အလုံးထိတ်လန့်သွားကြတယ်။တပည့်စည်းလဲနေတဲ့မိဝိုင်းကပြေးလာပြီးတော့ဟဲ့ဟဲ့တော့ဘောမင်းဘလို့ဖြစ်တာလဲအဆင်ပြေရဲ့လားနုံနုံကလေကားကိုပြန်ထောင်ပေးလိုက်တာဆိုတော့အပေါ်ကနေ ငပိန်နဲ့ပိုးတူတို့တွေဆင်းလာကြတယ်။ဟဲ့အောင်တော့ပေါ့။ဟာဘာဖြစ်တာလဲ။နှိကနေပြုတ်ကြလား။လန့်သွားပဲကွာ။ပိုးတူတို့ဆင်းလာအမြင်တော့တို့ကွာ။ဟဲ့အောင်နေခုခုနကခုနကရုပ်ကတို့အိမ်ပေါ်မှာဟုတ်တယ်မလား။တကယ်တော့ပိုးတူတို့အိမ်ကနေနုံနုံတို့အိမ်ကိုမြင်နေရတာပါ။ဟမ်ဘာကြီး။ဟာခုနကရုပ်လေ brain ပေါက်မှာငုတ်တုတ်ထိုင်နေတာကနေ လဲကျသွားတဲ့အယုတ်လीအေးသိရင်လေဘာဖြစ်လဲအယုတ်အပေါ်မှာလေခုနကငါတို့ဆင်းလာတဲ့တရားရှိသေးဘာဖြစ်လို့လဲတော်ဘောရဲ့ဟာမဟုတ်ဘူးငါငါဆင်းလာတော့အဲ့ဒီယုတ်ကဟိုသူ့သူ့လက်ထဲကိုရောက်နေတယ်နုံနုံလက်ထဲမှာသူတို့တယ်လို့ပြောနေတော့ဖို့တွေ့လာနေကြခုတကောင်ကအဝေးကနေပြန်လာပြီနုံနုံရဲ့ပရင်းပေါက်ကရုပ်ကိုကျင်းလာပြီးတော့ဖို့သူတို့ခေါင်းမိုးပေါ်မှာချထားခဲ့လိုက်တယ်အောက်မှာတော့အယုတ်ပြဿနာဆက်ဖြစ်နေပြီ နုံနုကအယုတ်ယုတ်နဲ့ခေါနီရဲ့တုပ်ပုံကိုစိတ်တူလာတဲ့အတွက်ကြောင့်ဟဲ့တုပ်ပုံနေရာလေးပို့ပို့တယ်ငမောင်လေးကိုမြင်တာအဲ့လောက်တောင်လန့်ပြရလားဟဲ့ तू အနေကိုဘာလုပ်နေလို့လဲဒါလောက်ချစ်စရာကောင်းနေဟောက်နောက်ပြီးတော့လေ तू ကမောင်လေးညီမလေးမဟုတ်ဘူးညီမလေးကငါထားခဲ့တဲ့နေရာမှာပဲရှိတယ်မယုံရင်နေပေါ်ကိုတက်ကြည့်ပါလားဟုတ်တယ်တုပ်ပုံရဲ့အပေါ်မှာပဲရှိတယ်ဟိုဒီလိုလုပ်ပါလားမင်းစိတ်ရှင်းသွားအောင်ငါတို့ပေါ်ကိုတက်ကြည့်ကြမလဲဘယ်လိုလဲ ငါတို့အားလုံးတက်ကြမယ်အေးအားလုံးတက်မယ်ဆိုရင်တော့လေတက်ကြည့်မယ်ကွာဒီလိုနဲ့သူတို့အားလုံးလေကားကနေတဆင်းအပေါ်တက်သွားကြတယ်မေးတီစာကြည့်လိုက်နော်အယုတ်ကခုနှစ်ကနေရမှာပဲရှိချင်းအောင်ပါပြီနုံနုံလေတဲရောင်းအောင်တက်ရှိမှာမဟုတ်တာဟုတ်တယ်မလားငါပြောတာအဲလိုပြောရင်တက်လာတော့နုံနုံရဲ့ brain box မှာရှိနေတဲ့ယောက်ကခေါမိုးပေါ်ကိုရောက်နေအောင်ဆိုတော့ဖိုးထုတ်တရားလန့်သွားတယ်ဟာ မဟုတ်သေးပါဘူး။အဲ့လိုနဲ့ပြောနေရဲစကားရက်သွားတာဆိုတော့သူ့နောက်ကလိုက်တက်လာတဲ့ငပိန်က။ဘာဖြစ်တာလဲပို့သူရ။ခုရီပြန်ရောက်နေလို့လား။အဲ့နောက်တော့တုပ်ပေါ်ရောက်လာပြီးအယုတ်ကိုမြင်တဲ့အခါမှာအောင်မလေးအမေရဲ့ဟာအယုတ်အယုတ်ကြီးရောက်နေတယ်။ပြောရင်းနဲ့ပဲအင်းအောက်ကိုစင်ပြေတော်တယ်။တုပ်ပေါ်ပြောလေပြောချင်စရာပဲ။ဘလို့ရောက်လာလဲ။အေးကွာငပိန်အောက်ကိုပြေးစားပေးလိုက်။ဒီလိုနဲ့ ငပိန်လေးရုပ်ကိုအောက်ပြေးချလိုက်ပြီးသူတို့လည်းဆင်းလာတော့တယ်။အောက်ကိုကျလာတဲ့ရုပ်ကိုတွေ့တော့နုံနုံကဟေးဦးငါညမကဘာလို့ပြေးချရတာလဲညမလေးဘာဖြစ်သွားသေးလဲအိမ်ရောက်ရင်လေအမေအမေသမီးကအိမ်လေတက်နေပြီဆိုတော့တိုင်ပြရမယ်။ဟမ်တော်ပေါင်းအောင်ရောက်လာပြီမေနုံနုံကမသွားသေးတာဆိုတော့ ောင်မလေးဗျာဟိုနင်းရတာဘာလုပ်နေရလဲမသွားသေးပဲနဲ့ဩဒီမာလီမောင်လေးနဲ့ညီမလေးကနင်းတို့ကိုနှောက်ဆက်အောင်မယ်ဆိုလို့ငါဆောက်မိနေရဒါဆိုနှောက်ဆက်ပြီးပြီဆိုတော့သွားတော့မယ်နော်တတနောက်ရက်မှတွေ့မယ်နော်အဲ့လိုပြောပြီးတော့သူ့အိမ်ကကိုသူပြန်ထွက်သွားတော့လေဟိုသူသူသူ့ရောက်ကဘလို့လို့ဟိုကနေဒီကိုရောက်နေရလေငါတို့လည်းမသိဘူးလေငါတို့စင်းလာတော့ငါတော့သူကပရင်းပေါက်မှာပါဟုတ်တယ်နော်ဘုဒ္ဓအေးဟုတ်တယ် ဘလို့ပြစ်တာပါလေသူ့ဘာသာသူရောက်လာလားမသိဘူးအယောက်ကအသက်ရှင်နေရလားဟာတော်ဆက်မှာကြောက်ရတဲ့အတင်းမင်းတို့ကတမီတော်ပြီတော်ပြီဆက်မပြောတော့နဲ့ဖိုးတူတို့တတူမှာတော့ခုံမွေတဲ့ပြဿနာကြောင့်ဘာမှန်းမသိတဲ့ကြောက်စိတ်တွေတိုးလာခဲ့ရတော့တယ်